အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ lesson ဆိုတဲ့စကားကိုလွယ်လွယ်သုံးသပ်ဆိုတဲ့အကြောင်းလေးပြောပြပါမယ်ဆိုတော့ကျွန်တော်တို့အဒီလိုမျိုးအဒီလိုမျိုးဆောင်ကြတယ်ဆိုတော့ဒီ lesson ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ပြောတဲ့အချိန်မှာเนาะတချို့သော client တွေကအဲကျွန်မအိမ်ဆောင်ထားတဲ့ lesson style ကျွန်တော်အိမ်ဆောင်ထားတဲ့ lesson style ကိုပြောကြတယ်ဒါပေမဲ့ lesson ဆိုတာကကျွန်တော်တို့လည်းအခုယူသုံးနေရတဲ့စကားလုံးပေါ့ပေါ့ lesson ဖြစ်ဖို့ ဘာချက်တွေလို့လဲဆိုတော့တကယ်ကိုယ့်ရဲ့အိမ်ကတကယ်လက်ဆွေဖြစ်ပြီလားလက်ဆွေဆန်ပြီလားအတောင်ကျွန်တော်တော့နော်ဟိုတကယ်သူ့ချက်နဲ့ပြည့်စုံမှာကျွန်တော်လက်ဆွေ house လို့ပြောကျွန်တော်ပြောလို့ရတာဆိုတော့တချို့သော possession တွေလည်းသူ့ကိုနေလည်းကောင်းပဲဟိုတခါကျရင်လက်ဆွေဟို self run မဟုတ်ဘဲနဲ့လက်ဆွေအိမ်ကိုတိစောက်နေပါတယ်ဆိုလို့ကျွန်တော်ပြောကြတယ်ဆိုတော့လက်ဆွေဆိုတဲ့ ်ဒါဆိုရင်ဆိုတော့အတိအပြန်ကတော့ကျွန်တော်အင်္ဂလိပ်လိုတိုက်ရိုက်ပါတော့လို့ဆိုတော့သူကတော့ဒီဇင်ခံဘောမျိုးကိုကျွန်တော်ပြောတော့ဖြစ်တော့เนาะဆိုတော့တော်တော်များများဖြစ်ရမယ်เนาะအဲကျွန်တော်တို့ဟိုတန်ဖိုးရှိရမယ် value ပဲဖြစ်ရမယ်เนาะဒီလိုဖြစ်တဲ့အားဘာကျွန်တော်เนาะ luxury လို့ကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ဒီ design တွေမှာကျွန်တော်ဆွဲနေချိန်မှာလည်း design ရတယ်ကျွန်တော် luxury design ဖြစ်ရမယ်เนาะဆိုတော့ luxury ဖြစ်တဲ့အတွက်ကျွန်တော်တို့က သူ့ရဲ့ဟို design thinking နဲ့နော်သူ lighting color တွေကျွန်တော်ပေါ့ပါတယ်နော်သူ့ရဲ့ space တွေကျွန်တော်နော်တကယ်ကိုအာဒီထိုင်တဲ့ဟောဝေးထိုင်တဲ့ဒီညင်းတွေကျွန်တော်ရှိရကျွန်တော်ဒီနေရာမှာပြောတဲ့အချိန်မှာကျွန်တော် color thinking color ဒီ theme ကိုကျွန်တော်ရေးစားပြော so literary ဆိုတဲ့နေရာမှာကျွန်တော် color theme နေရာဒီ color ရောစားမှုတွေကျွန်တော် မရှိဖြစ်အောင်ကာလာမရှိကာလာမရှိဆိုတော့အရာတွေးခုလည်းသူချိဆက်မှုတော့အားပေါက် difference ဖြစ်တဲ့ကာလာကျွန်တော်တော်တော်လေးနေရာเนาะဟာကာလာနောက်တစ်ချက်ကကျတော့ဒီလိုအဆောင်ကြီးအခြေအိုးနဲ့အမြင့်ပေါ့ဆိုတော့ထိုင်တဲ့ကျွန်တော်ဒီဇိတ်ခံနေဆိုတာကျွန်တော်ဇိတ်ခံမှုအတွက်ကျွန်တော်အချင်းချင်းဖြစ်နေလို့မရเนาะကျွန်တော် high ကလည်းနေနေဖြစ် တကယ်လို့ဝင်လိုက်တာလေဟုတ်တာအမြင်เนาะဟိုက်စီတယ်ဖြစ်နေဆိုပို့ပြီးတော့ကျွန်တော်ပို့ပြီးတော့တက်တော့တာဖြစ်နေတော့ပို့ရတယ်ဒါကြောင့်ကျွန်တော်ထိုက်တဲ့အခြေပေါ်နဲ့ထိုက်တဲ့အမြင်နဲ့ကျွန်တော်စိတ်ထဲမှာရှိရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ကသုံးတဲ့အကုန်းဆောင်เนาะသုံးတဲ့သုံးဆောင်ဆိုကျွန်တော်ဒီလို exterior ဖြစ်ပြီး interior ဖြစ်ပြီးပေါ့သုံးတဲ့သုံးဆောင်လေးကျွန်တော်ကเนาะ value ဖြစ်တဲ့ product တွေကျွန်တော်တော့เนาะတန်ဖိုးကြီးတဲ့ product တွေတော့ခါကြရင် ော် leverage house ကပြောတယ်ကျွန်တော်ကတကယ်တမို့ရှိတဲ့ဟာတွေကိုလုပ်တော့နော်အရင်ပေါ်တဲ့ပြုတ်ရတာတုံးတာဆိုတဲ့အားလည်းဆိုတော့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော် design နော် design ဆို design တော့ကျွန်တော် leverage design ဖြစ်လာတယ်ဖြစ်လာတယ်ကျွန်တော်ပြောပါတယ်ရင်းဆက်သူကိုယ်တိုင်ကနော် leverage ဖြစ်တယ်ဆိုတော့ကျွန်တော်ကြည့်လိုက်ရတယ်ဒါဘယ်လိုပဲလာလာကြည့်ဖို့နော် house ဆိုတာကြည့်ရတယ်ကျွန်တော် leverage အာဒီဈေးခံအကောင်စားရဖြစ်တယ်ဆိုတော့ မြင်တဲ့နေချင်တော့တက်တယ်ပြောင်းရတယ်ဟုတ်ဆိုတော့ဒီအချက်တွေပြည့်စုံမှကျွန်တော်လည်းဆိုပြီး house ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲဒါကြောင့်ရေဆောင်ခြေစလေးကိုပြည့်စုံရတယ်ကိုယ့်အရာလည်းဆိုပြီးနော်ဆက်ဆက်ဆောက်ရှင်နေဆိုတော့ခုနကကျွန်တော်ပြောတဲ့အချက်တွေနော်ပူပါပြီးတော့ပါနော်ဒီစီကံကြတဲ့ကျွန်တော်ဒီဆောင်ပါပါလည်းဆိုပြီးနောက်ဆုံးကျွန်တော်ရရှိနိုင်မှာဖြစ်တဲ့ဆိုတော့ဒါလည်းဆိုတော့ကျွန်တော်ကုတင်လေးဥပါရဲ့ platform ကျွန်တော် energy နဲ့ရေမို 们就是。